အမှန်နဲ့တမနီဆက်ယုံပင်ပတ်စီမံကိန်းလုပ်ငန်းတွေကိုအောင်မြင်ပြီးမြောက်တဲ့အထိဆောင်ရွက်သွားမယ်လို့ရုရှားဆိုရပိုင် TPE Company Limited မှကျွမ်းကျင်ပညာရှင်အဖွဲ့ကပြောပါတယ်။လိုအပ်ချက်အခက်အခဲတွေကိုလည်းဖြေရှင်းကျော်လွှားနိုင်ရေးပူးပေါင်းညီနိုင်ဆောင်ရွက်သွားမယ်လို့ TPE အဖွဲ့ခေါင်းဆောင်ကမေလ18ရက်နေ့မှာနတ်စကဝင်ကြီးဒေါက်တာချာလီတန်နဲ့တွေ့ဆုံရင်းဆိုခဲ့ပါတယ်။ DPE ကျွမ်းကျင်ပညာရှင်ဖွဲ့အနေနဲ့ပင်ပတ်တမလီဆက်ယုံလေပတ်နိုင်ရေးအတွက်ဆက်ယုံရှိ Air Separation Unit မှာတက်ဆင်ထားရှိတဲ့စက်ကရိယာတွေကိုစစ်ဆေးခြင်းနဲ့အပိတက်ဆက်တက်ဆင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားမှာပါ။ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကလည်းပင်ပတ်တမလီဆက်ယုံပြန်လည်လေပတ်နိုင်ရေးအတွက် လာရောက်တဲ့ရုရှားနိုင်ငံမှာပညာရှင်တွေကိုကြိုဆိုရဲလို့ဆိုခဲ့ပါတယ်။ အမတ်နှစ်တမနီဆက်ယုံပင်ပတ်ကိုရှမ်းပြည်နယ်တောင်ကြီးမြို့ကနေရှစ်မှန်ခန့်အကွာပင်ပတ်ဒေသမှာရှိတဲ့မြေ9260ဧကပေါ်မှာတည်ဆောက်ထားတာပါစီမံကိန်းအတွက်ဥသိမ်းစိန်ဆိုရလက်ထက်2014ခုနှစ်မှာယူရို138တန်တန်ရှိရှိတဲ့သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးယခုအခါတပ်ပိုင်စီးပွားရေးလုပ်ငန်းရှင်မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ရုရှားအစိုးရပိုင် TPE တို့ပူးပေါင်းဆောင်ရွက်နေပါတယ် စီမံကိန်းတစ်ခုလုံးရဲ့ PC မှု68ရာခိုင်နှုန်းကျော်ရှိတဲ့အခြေအနေမှာ NLD အစိုးရလက်ထက်ပြည်တော်စုလွတ်တော်အစည်းအဝေးရဲ့မစင်မချင်းဆုံးဖြတ်မှုတွေကြောင့်စီမံကိန်းတည်ဆောက်မှုကိုရပ်ဆိုင်ခဲ့ရပြီးနိုင်ငံအတွက်များစွာထိခိုက်ဆုံးရှုံးမှုဖြစ်စေခဲ့တယ်လို့နတ်ဆက်ကဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လိုင်ကပြောထားပါတယ် ရုရှားဘက်ကလည်းနာဆကတာဝန်ယူချိန်မှာစီမံကိန်းအတွက်ယူရို10.5တန်းတန်ဖိုးရှိတဲ့ဒီပညာအကူအညီတွေပေးအပ်ထားပြီးစီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက်2022ခုနှစ်ဧပြီလမှာပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်လက်ရှိနိုင်ငံအတွင်းမှာကာကွယ်ရေးဝန်ကြီးဌာနပိုင်တမနီဆက်ယုံတယုံစစ်မှုဝန်ကြီးဌာနပိုင်နှစ်ယုံမြန်မာစစ်ပွားရေးကော်ပိုရေးရှင်း MC ပိုင်ဆက်ယုံသုံးယုံရှိပြီးပုဂ္ဂလိကမှတ်ပုံတင်တန်ရေးကြိုလုပ်ငန်း362ခုရှိတယ်လို့စည်ရင်းတွေအရသိရှိရကြောင်းပါခင်ဗျာ